အနေနဲ့တော့ဒါသူလဲဒါသူခန်းစားချက်ကိုသူပြောတာပေါ့နော်ကျမတို့အဲ့ဒါကိုလက်မခံတော့ဘာမှမခံစားရဘူးကျမဘက်ကတော့ဟုတ်လက်ဖွာနဲ့လက်ဖမိုးတောင်မှပဲမတူညီတဲ့အမြင်တွေရှိတယ်ပေါ့ဒါကတော့ तू ကလက်ဖလက်ဖွာဘက်ကကြည်တာပေါ့ကျမတို့ဘက်ကဒါတော့လက်ဖလက်ဖမိုးဘက်ကကြည်တာပေါ့အမြင်တွေကတော့အလိုတွေတော့ခွဲပြားချမ်းသာတာတော့ရှိမှာပေါ့ရှင်ဟုတ်ကျမကတော့ကောင်းတဲ့ဘက်ကပဲမြင်ပေးပါလေဟုတ် ိုးကရက်ကြောင့်ရေလို့တော့မဟုတ်ပါဘူးကရက်မဖြစ်လဲဒါလူတွေကအားပေးမဲ့ပြိတက်တွေကတော့ရှိပြီးသားပါရှင့်ဟုတ်သူစီစဉ်သူကပဲကျမတို့ဒီလောကတွေကိုရအောင်ဆွဲတွင်းခဲ့တော့ဒါကျမရဲ့ကျေးဇူးရှင်ဆိုလည်းမမအောင်ပေါ့နော်ဒါသူ့ကြောင့်လည်းဒီရုပ်ရှင်လောကတွေကိုရလာတဲ့အတွက်ကတော့သူနေရတော့ဘယ်တော့မှမဆိုဟိုပါပေါ့နော်အခက်ခဲလေးတွေရှိလဲဒါညှိနှိုင်းပြီးတော့မှရှေ့ဆက်ဖို့သွားဖို့ပဲရှိပါလိမ့်ရှင့်ဟုတ် အလူလေးရပေါ့နော်ဒီဆိုင်ကဖွင့်ထားတာပေါ့တလပြည့်တဲ့နေ့တလတော့30ရက်နေ့ကပြည့်သွားတယ်အဲ့ဒီကတော့မလူဖြစ်တော့ပေါ့နော်ဒင်းကျွတ်လပြည့်နေ့မှပဲလူမယ်ဆိုတဲ့ရွေချက်လေးနဲ့ဒါပေါ့နော်လူဦးရေ1200ကိုစတုကြာလေးကြည့်ဖြစ်တာပါရှင်9ရက်တာသမီအလူလေးပေါ့ရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့အော်မရှိပါဘူးတွန်းတူလူလူနေဝင်သွားတာဟုတ်ကဲ့ပါရှင်ဟုတ်ဟုတ်ကဲ့အဲ့လိုနှစ်ပတ်ဝင်သွားမယ်လို့ရောထင်ထားလားအဲမထင်ထားဘူးရှင်အဲ့လိုတော့တအားကြီးအများကြီးမမျောလင့်ထားပါဘူးရှင်ဟုတ်အဲခုဟောပေါ့နေပဲ3ခုอ่ะဆိုတော့ခါကြတော့လေး မြပါတယ်ပရိတ်တက်လေးတရားလေလီလီဆိုလဲလီလီပရိတ်တက်ပေါ့နော်ကိုတိုင်ရုံဆိုလဲတိုင်ရုံပရိတ်တက်ပေါ့တတဲဆိုလဲတတဲပရိတ်တက်လေးတွေပေါ့နော်ကိုထူးဆိုလဲကိုထူးပရိတ်တက်မင်းတန်တို့ရောဒဘယ်ဂျီတို့ရဲ့ပရိတ်တက်တွေလဲပရိတ်တက်တွေကတော့မြပါတယ်ရှင့်ဟုတ်ဟုတ်တယ်နင်းနဲ့တော့ဒါသူလဲဒါတူခန်းစားချက်ကိုတူပြောတာပေါ့နော်ကျမတို့အဲ့ဒါကိုလက်မခံတော့ဘာမှမခံစားရအောင်ကျမဘက်ကတော့ဟုတ်ဟုတ်ကဲ့ပါဟုတ်ကဲ့သူအဲ့လိုပြောလိုက်တဲ့အပေါ်မှာသူ့အမြင်နေနဲ့ထုတ်လို့သူအမြင်ကတူလာပြီအော်ဘယ်လိုပြောရမလဲ လက်ဖွားနဲ့လက်ဖမိုးတောင်မှပဲမတူညီတဲ့အမြင်တွေရှိတယ်ပေါ့ဒါကတော့ तू ကလက်ဖလက်ဖွားဘက်ကကြည်တာပေါ့ကျမတို့ဘက်ကတော့လက်ဖလက်ဖမိုးဘက်ကကြည်တာပေါ့အမြင်တွေကတော့အလိုတွေတော့ကွဲပြားခြားနားတော့ရှိမှာပေါ့ရှင်ဟုတ်ကျမကတော့ကောင်းတဲ့ဘက်ကပဲမြင်ပေးပါလေဟုတ်အဲလူကတော့အဲ့လိုမျိုးကြရဲကြောင်းရဲ့လူတော့မဟုတ်ပါဘူးကြရဲမဖြစ်လဲလာလူတွေကအားပေးမဲ့ပိဋကတ်တွေကတော့ရှိပြီးသားပါရှင့်ဟုတ်ဒါကတော့လူမျိုးမျိုးဆိုတော့ပြောချင်းပြောကြမှာပေါ့ကောင်းတဲ့လူကလည်းကောင်းတဲ့လူပေါ့ မလို့တဲ့လူကလည်းမလို့တယ်လို့လေးပေါ့လူမျိုးမျိုးတော့ရှိပါတယ်ရှင်အဲ့ဒါဒီပုံမှာတော့ကျမတို့ဘာမှတော့လိုက်ပြီးတော့မခံစားပါဘူးရှင်ဟုတ်ကိုယ့်လူကိုပဲကိုယ်ဆက်လုပ်ပါတယ်ရှင်ဟုတ်ပီတီကတော့ဖြစ်ပါတယ်ရှင်တကယ်ထင်မထားဘူးပေါ့နော်ဒါပထမဆုံးထုတ်လို့ရဖြစ်တဲ့အတွက်ဟောပေါ့နော်အစိမ့်တက်တဲ့လောကတွေဝင်လာရတဲ့အတွက်ဒီလိုလေးအောင်မြင်တော့နည်းနည်းပီတီကတော့ဖြစ်ပါတယ်ရှင်ဟုတ်ဟုတ်ကဲ့ပါအဲ့တော့ဒုတိယရုပ်ရှင်ပြောပြပါဦးဟိုတခါကျွန်တော်ဒုတိယရုပ်ရှင်ကတော့ဟိုဖြစ်ရှင်အောင်ဟဲ့အလမယ်လဲရိုက်ထားပါတယ်ရှင် အဲ2026တော့မန်းထားပါတယ်ရှင်အမျော်တော့မျော်လင့်ထားပါတယ်ဟုတ်အဲ့ဒါတနည်းတကားပေါ့အဲ့အဲ့လိုလေးတော့မျော်လင့်ထားပါတယ်စူးစမ်းနေရှင်လေးပြောပြပေါ့ရိုက်မယ်အတတရရုပ်ရှင်တတရရှင်ကတော့ဘောဘန်ကောက်မှာရိုက်ဖို့တော့ဒီ12လပိုင်းဘန်ကောက်မှာရိုက်ဖို့တော့စီစဉ်နေပါတယ်ဟုတ်ဘာမှမဖြစ်ပါဘူးရှင်ဟုတ် ကျွန်မဘက်ကတော့ဘာပြဿနာမှမဖြစ်ဘူးဟုတ်ဟုတ်ကဲ့ပါရှင်။ဒီကတော့ဆက်ပြီးလက်တွဲသွားမှာပေါ့။ဟုတ်ကဲ့ပါရှင်။လက်တွဲမှာပါရှင်။ဟုတ်ကဲ့။သူစီစဉ်ดูอ่ะပဲကျွန်မတို့ဒီလောကတွေကိုရအောင်ဆွဲတွင်းခဲ့တော့ဒါကျွန်မရဲ့ကျေးဇူးရှင်ဆိုလည်းမအောင်ပေါ့เนาะ။ဒါသူ့ကြောင့်လည်းဒီရုပ်ရှင်လောကတွေရလာတဲ့တွဲကတော့သူနေရတော့ဘယ်တော့မှမဆိုဟိုပါပေါ့เนาะအခက်ခဲလေးတွေရှိလေဒါညှိနှိုင်းပြီးတော့မှရှေ့ဆက်ဖို့သွားဖို့ပဲရှိပါနဲ့ရှင်။ဟုတ်ဟုတ်ပါဟိုပါပါတိတ်ကတော့ Royal Bo ဆိုပြီးมาပေါ့เนาะ။ပြင်အင်ဒိရှားပြင်ဆိုပြီးมาအောင်မင်္ဂလာလမ်းမှာဖွင့်ထားပါတယ်ရှင်။ဟုတ် ဆိုင်ရအကြီးပဲနော်သူကဟုတ်ကဲ့ရှင်ပါတိတ်တယ်ခုနပစိုးတွေလည်းတွေ့ရပါအဲပစိုးကတော့ဒါကတော့ထားပြီးတဲ့ဘောလေးပါရှင်အဓိက main ကတော့ပါတိတ်ပါပဲရှင်ဟုတ်အင်ဒိုနီးရှားဓာတ်လိုက်ပါဟုတ်ဟောဓာတ်လိုက်ပါဓာတ်လိုက်ပါရှင်လက်လီလက်ကောက်ဝယ်ယူအားပေးလို့ရပါတယ်ဟုတ်ကိုယ်တိုင်သွားကိုယ်တိုင်အင်ဒိုနီးရှားကိုသွားတယ်အစင်တွေပေါ့ရွေးပြီးမှစိတ်ကြိုက်မာတယ်အော်ရာမာတယ်ကိုယ်တိုင်လည်းအဲ့လိုမျိုးပေါ့ကြိုက်နေတတ်တဲ့အစင်မှပဲဒီစိုင်မာကိုတင်ပြတာပါရှင်ဟုတ်နော်ဒါတော့အဓိကတော့ main အလုပ်ပါပဲရှင်ဟုတ်ဟုတ်ကဲ့ပါရှင် ရုပ်ရှင်လုပ်ငန်းကတော့ဒီတိုင်းပဲဝါသနာအဲဝါသနာနည်းနည်းပေါ့တိုင်းလေအလုပ်လေးတစ်ခုဆိုပြီးမှပဲဒီဟာလေးကိုကုမ္ပဏီလေးတစ်ခုထောင်လိုက်တာပါရှင်ဟုတ်အောင်မြင်သွားတော့နည်းနည်းပိုးလေးကဝင်ဝင်သွားပြီရှင်